ငယ်စဉ်တို့မင်္ဂလာပွဲကိုဝင်နောက်တော့မယ်အဆိုတော်အောင်လောက်ပရိသတ်ကြီးရင်မိမလုံးမိမရနဲ့ပြက်ပြီးသွားလို့နှစ်ကဘာချသွားတာတောင်းမယ်အခုထိဝမ်းစုခိုင်တဲ့ကိုလိုင်းနောက်ရှက်နေရဲ့အဆိုတော်အောင်လောက်ကတော့ပြဒနာကိုမိကွက်တော်ရှာလိုက်ပြန်ပါပြီ ဝိုင်းစုနဲ့အတူ80နုံကဝိုင်းစုရဲ့ဒေါက်ဆိုက်တွေကိုတခုပြီးတခုအခြေပြဖော်ထုတ်နေပြီးတော့မင်းကလည်းဟင်းဝင်းရဲ့မင်္ဂလာဆောင်မန်းတည်နေရကိုအခုလိုပဲပြောပြခဲ့ပါတယ်။သူနဲ့ဝိုင်းစုနဲ့အတူနေစဉ်နုံကမွေးထားတဲ့ခွေးလေးရဲ့နာမည်က HWY ဖြစ်တယ်လို့ပြောပြီးတော့ဝိုင်းစုခန်းသိန်းကိုပြည်သက်တွေပြောနေရဲ့သူတော်ကောင်းမလေးမဟုတ်ဘူး။သူ့သူတော်ကောင်းကြီးလို့အစာရေးခဲ့ပါတယ်။တမင်ဟင်းဝင်းရဲ့ဆိုပြီးတော့မင်္ဂလာယူနေတဲ့ချိန်မှာအနှောက်လုတ်ခဲ့ပြီးတော့ယောက်ျားတမယ်ကိုနဲ့မသက်ဆိုင်တဲ့သူကိုဒီလိုမျိုးအပုတ်ချနေရမကောင်းကြောင်း ပရိသတ်ကြီးရဲ့ feedback အနေနဲ့ပြောခံနေရပါတယ်။ဝိုင်းဆွေးရဲ့ဘက်ကတော့ဟင်းဝီရဲ့နဲ့ဘာအကန့်မှမရှိတော့ဘဲအေးဆေးနေနေပေမဲ့အစိုးရအောင်လာကတော့လွတ်သွားတဲ့ငါကြီးနေရာကြောင့်ဝိုင်းဆုကိုအခုလိုပဲထိုးနှက်နေကြတာဖြစ်ပါတယ်။ဘလို့ပဲပြောနေပါစေကိုစည်းပရိသတ်တွေနဲ့ကိုဘွားနဲ့ကိုရှင်တန်နေကြသူတွေဖြစ်လို့မနာလိုတဲ့သူကတော့အရှုံးမဲဖြစ်နေမှာပါနော်။ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။